2025ခုနှစ်စက်တင်ဘာလ29ရက်တနင်္လာနေ့မနက်ခင်းအချိန်ခါသမယမှာအခုတစ်ပတ်အတွင်းမှာအာရှဒေသအတွင်းအာယုံဆိုင်မှုအများဆုံးဖြစ်နေတဲ့သဘောဘေးအန္တရာယ်သတင်းတစ်ပုဒ်ကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲဒါကတော့ VN နိုင်ငံရဲ့မြောက်ပိုင်းအလယ်ပိုင်းဒေသကိုဝန်ရောက်တိုက်ခတ်ခဲ့တဲ့ဘူအလွိုင်းအမည်ရာတိုင်ဖွန်းမုန်တိုင်းရဲ့နောက်ဆုံးအခြေအနေသတင်းပဲဖြစ်ပါတယ်။ဒီသတင်းကိုမိုးလေဝသဌာနတွေတော်များက မနေ့ကတနင်္ဂနွေနေ့ညကလေးကစပြီးတော့အစမပြတ်စောင့်ကြည့်တင်ဆက်ပေးနေကြတာဖြစ်ပါတယ်။အခုလိုတညတာအုံလွန်သွားပြီးမနက်ခင်းရောက်လာတဲ့အချိန်မှာတော့မုံတိုင်းကအကုန်းတွင်းပိုင်းကိုဝင်ရောက်သွားပြီးဖြစ်လို့နောက်ဆက်တွဲတရောက်မှုတွေဒေသခံတွေရဲ့ဖြစ်စည်းဆုံးရှုံးမှုတွေနဲ့အရေးကြီးဆုံးဖြစ်တဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့အခြေအနေကိုပါပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိလာရပြီဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့မှာတော့ဖွယ်လွိုင်းမုံတိုင်းကြီးရဲ့ခီးစဉ်ဘလို့ရှိခဲ့လဲ။မုံတိုင်းမဝင်ခင်အစိုးရရဲ့ ချုပ်တင်ပြင်ဆင်မှုတွေဘလောက်အင်တိုက်အားတိုက်လုပ်ခဲ့လဲဂန်ယူရန်ကောင်းနေပြည်သူတွေရဲ့ရွှေပြောင်းမှုအခြေအနေလက်ရှိဒေသခံတွေကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ရှေ့ဆက်ပြီးတော့ဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုပြပြစုံစုံသုံးသပ်တင်ဆက်ပေးဖို့စီစဉ်ထားတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီမုံတိုင်းကြီးဝင်ရောက်တိုက်ခတ်ခဲ့တဲ့အခြေအနေနဲ့နေရာကိုပြည်သူကြီးတို့စိတ်ထဲမှာမြင်ရအောင် ပြန်ပြီးတော့ခြေထောက်ကြည့်ရအောင်ပါရှင် ဘူအလွိုင်းတိုင်ဖုန်းမုန်တိုင်းကဗီယက်နမ်နိုင်ငံရဲ့မြောက်ပိုင်းအလဲပိုင်းဒေသမှာတည်ရှိတဲ့ဟာတင်ပြည်နယ်ကိုဖျက်ချော်ပြီးဂုံးတွင်းကိုစတင်ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီလိုစတင်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့အချိန်ကတော့စတင်မလာ28ရက်တနင်္ဂနွေနေ့တကောင်ရံအချိန်ပဲဖြစ်ပါတယ်။စဉ်းစားကြည့်ပါရှင်။တကောင်ရံအချိန်ဆိုတာကတော့မှောင်မဲနေတဲ့အချိန်လူတွေအားလုံးကတနိဒာပင်ပန်းနှဲ့မှုရဲ့အတွက်ကိုအိဆက်အနာယူနေတဲ့အချိန်အကာအကွယ်မဲ့ဆုံးအချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာမုံတိုင်းရဲ့အရှိန်ကအမြင့်ဆုံးနေထားအစောပိုင်းခံမှန်းချက်တွေအရလေးတိုင်တုံးကတနာယီမိုင်80ကျော်နဲ့ဝင်လာတာကြောင့်ဟာတင်နဲ့သူရဲ့ပန်ဝင်ချိန်ကဒေတာတွေအတွက်ကတော့တကယ်ကိုကျောင်းမက်ဖွယ်ရညတညကိုဖျက်ဆီးခဲ့ရတဲ့ပုံပါပဲမုံတိုင်းကဂုံတွင်းကိုဝင်ပြီးဆိုတဲ့တဲ့နဲ့အတူလေပြင်းကြီးရဲ့တဝီဝီအော်မြည်တဲ့မိုးရီရဲ့တလဟောရွာသွန်းတန်တွေကမိုးအိမ်ခေါင်မိုးတွေပြင်ပောက်တွေကိုတရကြမ်းရိုက်ခက်ခဲ့ပြီးတော့ တညလုံးစုညံနေခဲ့မှာအသေးကြပါပဲဒီမုံတိုင်းရဲ့ပြင်းအားကြောင့်ပလယ်ကန်ဆက်နေတဲ့ဒေသခံတွေကဒီမနက်ခင်းမှာပဲသူတို့ရဲ့အိမ်တွေကိုပစ္စည်းဥစားတွေအထွက်ကိုဘလို့စိတ်ပူနေကြမလဲဆိုတာရှင်နေရနေပြီးတော့ကိုချင်းစာခန်းစားပေးလို့ရပါတယ်မုံတိုင်းရဲ့လမ်းကြောင်းကိုပို့ပြီးတော့တိတိကျကျသိနိုင်ဖို့အတွက် မရိကန်ပြည်ထောင်စုရဲ့ပူတွဲတိုင်ဖုန်းမုန်တိုင်းသတိပေးရေးစင်တာရဲ့ထုတ်ပြန်ချက်တွေကိုအနီးကလေးလာကြည့်ရအောင်ပါ JTWC ရဲ့မှတ်တမ်းတွေအရဆိုရင်တော့ဘူအလွိုင်းမုန်တိုင်းကပဲလေပြင်းတခြားမှာအနောက်မြောက်ဘက်ကိုဥတီပြီးတော့ရွေလျားနေခဲ့တာပါသူရဲ့ရွေလျားနှုန်းကိုတိုင်းထားကြည့်မယ်ဆိုရင်တော့ တနအီကို22ကီလိုမီတာနှုန်းဒါမှမဟုတ်ပင်လယ်ရေကြောင်း3မိုင်နှုန်းနဲ့ဆိုရင်တော့စနစ်တော့နှုန်းနဲ့ရွေလျားနေကြတာဖြစ်ပါတယ်ဒီအချိန်ကအရင်မြန်လွန်းနေလို့တော့စေတို့မစိုးနိုင်ပေမဲ့ဒီမုန်တိုင်းကိုပို့ပြီးတော့ကြောက်စရာကောင်းစီခဲ့တာကသူ့ရဲ့ပြင်အားပဲဖြစ်ပါတယ်ရှင် JDWC ကဘူအလွိုင်းမုန်တိုင်းနဲ့အတူပါလာတဲ့ ်ပင်လယ်လိုင်းတွေရဲ့အခြေအနေကိုတိကျစွာတိုင်းတာမတန်းတင်ပေးတာကိုတွေ့ရပါတယ်။မုန်တိုင်းရဲ့အမြင့်ဆုံးထူးခြားလိုင်းအမြင့်ဟာ10.8မီတာအထိကိုရှိခဲ့တယ်လို့ဆိုပါတယ်။ပင်နဲ့တွေ့စီမယ်ဆိုရင်တော့35ပေအထိကိုမြင်မာတဲ့လိုင်းလုံးကြီးတွေဖြစ်ပါတယ်။ပေ30ကျော်မြင့်တဲ့လိုင်းလုံးကြီးတွေက ကန်းစီကိုအဆက်မပြတ်ရိုက်ခတ်နေတဲ့မြင်ကွင်းကိုစိတ်ကူးနဲ့မြင်ရောင်ကြည့်လိုက်ပါဒါဟာရုပ်ရှင်တွေကမြင်ကွင်းမျိုးလိုကြောက်စရာကောင်းပါတယ်ဒီလိုလိုင်းမျိုးကဂိမ်းရန်တစ်လျှောက်ကအဆောက်အုံတွေကိုဘလောက်ထိထိခိုက်နေနိုင်လဲဆိုတာကိုတဘာဝအတိုင်းတိဆောက်ထားတဲ့အသေးဆောင်ပြင်တွေကာကွယ်ထားတဲ့ ပင်လယ်တိုင်းတွေကိုတောင်မှအလွယ်တကူပျက်စီးစေနိုင်တဲ့အင်အားမျိုးဖြစ်ပါတယ်လို့မိုးလေဝသပညာရှင်တွေကသုံးသပ်ထားကြပါတယ်။ဒါကြောင့်ဒီလိုင်းလုံးကြီးတွေကကယ်ရန်ဒီသားတွေအတွက်ကိုအကြီးမားဆုံးသောချိန်ချမှုတစ်ခုဖြစ်ခဲ့လို့ဆိုရမှာပါ။ဒီမုန်တိုင်းကဟာတင်မြို့တော်နဲ့ GNKI အနီးကိုတနင်္လာနေ့မနေ့အစောပိုင်းအချိန်လောက်မှာပဲချိန်ကဝင်ရောက်လိမ့်မယ်လို့ခန့်မှန်းထားခဲ့ပြီးတော့ခန့်မှန်းချက်အတိုင်းပဲအတိအကျဖြစ်လာခဲ့ပါတယ်။ မုံတိုင်းရဲ့ဒီနေရာကိုပို့ပြီးတော့သိကြအောင်ကြည့်မယ်ဆိုရင်ဟောင်ကောင်မိုလီဝဒါဌာနရဲ့တိုင်းတာချက်တွေလည်းရှိပါတယ်။တနင်္ဂနွေနေ့ည၈နာရီတိုင်းတာချက်အရဘိုလွိုင်းနမဲကျော်ကန်ယိုရန်မြို့ဖြစ်တဲ့ဒါနန်မြို့ရဲ့အနောက်မြောက်ဘက်ကီလိုမီတာ၂၀၀အကွာမှာဘိုလွိုင်းကတည်ရှိနေခဲ့ပါတယ်။ညအနိုင်အနေနဲ့ကြပြီးရနောက်ည7နာရီမှာတော့ဗီယက်နမ်ရဲ့မြို့တော်ကြီးဖြစ်တဲ့ဟန်နွိုင်းမြို့ရဲ့အရှိတောင်ဘက်360ကီလိုမီတာအကွာကိုရောက်ရှိနေပြီလို့ HKO ကထပ်မံပြီးတော့ထုတ်ပြန်ခဲ့ပါတယ်။ဆိုလိုတာကတော့မုံတိုင်းကအချိန်နဲ့အမျှ VNN ခံယူရတဲ့တဖြည်းဖြည်းပို့ပြီးတော့နှီးကပ်လာခဲ့ပြီးညအချိန်မှာဂုံတွင်းပိုင်းကိုဝင်ရောက်ဖို့အတွက်ကို သူ့ရဲ့အဖြတ်စွမ်းအားတွေကိုအစင်သည့်ပြင်ဆင်ထားခဲ့တာပဲဖြစ်ပါတယ်ရှင်။ဒီလိုတီးခြားတဲ့တိုင်းတာချက်တွေကြောင့် VNN အစိုးရဟာကြိုတင်ပြင်ဆင်မှုတွေကိုအချိန်မီအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသုံးသပ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ အင်အားပြင်းတဲ့မုံတိုင်းတံကိုချုပ်တင်ကာကွယ်ခဲ့တဲ့ VN အစိုးရရဲ့လင်မြန်တဲ့တုံးပြန်မှုနဲ့ရွှေပြောင်းရေးလုပ်ငန်းစဉ်အခြေအနေတွေကိုစကားပြောပုံစံနဲ့ချက်ထွင်ပြီးတော့ဆက်ပြီးတော့ပရိသတ်ကြီးကိုရှင်းလင်းဆွေးနွေးတင်ဆက်ပေးပါရစေရှင်။ဒီလိုအင်အားပြင်းတဲ့တိုင်ဖုန်းမုံတိုင်းကြီးဝင်ရောက်လာတော့မယ်ဆိုတာကိုမိုးလေဝသဌာနတွေကအချိန်မီချုပ်တင်သတိပေးထားခဲ့တဲ့အတွက် VN အစိုးရရဲ့တုံးပြန်ဆောင်ရွက်မှုဟာလည်းအလွန်လင်မြန်ပြီးတော့ထိရောက်ခဲ့တာကိုကျွန်တော်တို့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အရေးကြီးဆုံးလုပ်ငန်းစဉ်ကတော့ဦးစားပေးလုပ်ငန်းကတော့လူအသက်တွေကိုကယ်တင်ဖို့ပဲဖြစ်ပါတယ်။ဘလို့ပစ္စည်းဥစ္စာတွေပဲဆုံးရှုံးပါစေအသက်ရှင်ဖို့အဓိကဖြစ်တဲ့အတွက်အစိုးရအာဏာပိုင်တွေကအန်ဒီအရှိရဲ့ကေရန်ဒေတာတွေမှနေထိုင်တဲ့ပြည်သူတွေကိုဘေးလွရာကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့တာဖြစ်ပါတယ်။နောက်ဆုံးရရှိတဲ့စီးရင်အရာအထူးသဖြင့်ကေဇေးအဖွဲ့တွေရဲ့တိကျတဲ့ထုတ်ပြန်ချက်တွေအရဆိုရင်တော့ မုံတိုင်းလမ်းကြောင်းတလျှောက် VNN နိုင်ငံတဝမ်းမှာလူပေါင်း2800နီးပါးကိုဘေးလွတ်ရာကိုအောင်မြင်စွာရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့သိရတာဖြစ်ပါတယ်ဒီရေတွက်ကမုံတိုင်းတစ်ခုဝင်ရောက်လာတိုင်းအသက်အန္တရာယ်ကိုကျော်ပါစေဖို့အတွက်လှုပ်ခဲတဲ့အကြီးမားဆုံးသောချိုးပန်းမှုတွေတည်းကတစ်ခုလို့ပြောနိုင်ပါတယ်ရှင်။ဒီနေရာမှာတစ်ခုစိတ်ဝင်စားဖို့ကောင်းတာကဒီရွှေပြောင်းရေးလုပ်ငန်းစဉ်ကြီးက ပြည်နယ်တစ်ခုမြို့တစ်ခုထဲမှာလုတ်ခဲ့တာမဟုတ်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဂိုင်းရန်ဒေတာတလျှောက်ပြည်နယ်ပေါင်းများစွာကိုတပြိုင်တည်းဖြန့်ကျက်ပြီးတော့ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။နောက်ဘက်အစုံစုံကနင်းဘုံပြည်နယ်ကနေစပြီးတော့တောင်ဘက်ပိုင်းကခွန်ငိုင်းပြည်နယ်အထိမုံတိုင်းရဲ့ဝင်ရောက်နိုင်တဲ့လမ်းကြောင်းတလျှောက်မှာရှိတဲ့ဒေတာတွေအားလုံးမှာဒေတာကန်အာနာပိုင်းနေရနေပြီးတော့ပြည်သူတွေကိုကူညီပေးခဲ့ကြတာလည်းဖြစ်ပါတယ်။အဓိကမှတ်သားထားရမှာကတော့ အစိုးရရဲ့လင်မြန်တဲ့တပြေးညီတဲ့တုံ့ပြန်ဆောင်ရွက်မှုကဒီမုံတိုင်းကြောင့်ဖြစ်ပေါ်လာမဲ့လူသက်ဆုံးရှုံးမှုတွေကိုအချိန်မီကာကွယ်နိုင်ခဲ့ပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အခုဆိုရင်တော့ကျွန်တော်တို့ကဘူအလွိုင်းမုံတိုင်းရဲ့လမ်းကြောင်းတစ်လျှောက်ပြည်သူလူထုကိုဘလို့စနေတကြရွှေ့ပြောင်းပေးခဲ့လဲဆိုတဲ့အပိုင်းကိုအသေးစိတ်ဆက်လက်ပြီးတော့ကြည့်ရှုရအောင်ပါရှင်။ခနာတင်ဆက်ခဲ့သလိုပဲလူပေါင်း2800နီးပါးကိုဘေးလွရာကိုပို့ဆောင်ပေးရမှာ ပြည်နယ်တွေကလူအများဆုံးဘယ်ပြည်နယ်တွေကလူအများဆုံးဆိုလာတာကိုကြည့်လိုက်မယ်ဆိုရင်တော့မုံတိုင်းရဲ့အဖြတ်စွမ်းအားအပြင်းဆုံးကြားရောက်နေတဲ့နေရာတွေမှာအာနာပိုင်တွေကအားချိုးမှန်တက်ကိုလှုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။မုံတိုင်းဝင်ရောက်တိုက်ခတ်ရာပဟိုချက်ဖြစ်တဲ့ဟာတင်ပြည်နယ်ကလူတွေလူပေါင်း16,500ကျော်နဲ့အရေအထွတ်အများဆုံးရွှေ့ပြောင်းခဲ့ရတဲ့ပြည်နယ်ဖြစ်ခဲ့ပါတယ်။ဒီအရေအထွတ်ကအများပြားလုံးခဲ့ပေမဲ့ မုံတိုင်းမဝင်ခင်မှာအချိန်မီရွှေ့ပြောင်းနိုင်ခဲ့တဲ့အတွက်လူအသက်များစွာဆုံးရှုံးမှုကိုတကယ်ကိုပဲအများကြီးအလွန်ကိုကာကွယ်နိုင်ခဲ့တာပဲဖြစ်ပါရဲ့ရှင်။မြောက်ဖက်တန်းဟွာပြည်နယ်မှာလည်းဂေယူရနာမှာနေထိုင်တဲ့လူပေါင်း9000နီးပါးကိုဘေးလွတ်ရာကိုပို့ဆောင်ပေးခဲ့ရပါတယ်။ဒါအပြင်တောင်ဘက်ကခွန်တီပြည်နယ်ကလည်းလူပေါင်း2100ကျော်ကိုလည်းမုံတိုင်းထံကနေပြီးတော့ခင်ဝေးအောင်လို့ပို့ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်။ ဒီလိုမျိုးလူတွေအများကြီးကိုအခြေတုံလေးအတွင်းမှာစနစ်တကျရှေ့ပြောင်းနိုင်ဖို့ဆိုတာကတော့တကယ်တကယ်မှကျတော့လုံးဝကိုမှမလွယ်ကူတဲ့လုပ်ငန်းကြီးတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့အစိုးရအာဏာပိုင်တွင်စစ်တပ်ဓမ္မရတော်တွေရဲတပ်ဖွဲ့တွေနဲ့အရက်ဖက်ကေစိအဖွဲ့တွေကပူးပေါင်းပြီးတော့နေရောညပါအလုံးလုံးခဲ့ကြပါရယ်တအိမ်တဆင်းလိုင်းတန်သတိပေးတာရွှေပြောင်းဖို့လိုအကြောင်းရှင်းလင်းပြောဆိုတာတွေကိုလုပ်ခဲ့ကြရပါရယ် ကိုပိုင်တည်ယူပို့ဆောင်ရေးမရှိသူတွေအတွက်ကားတွေနဲ့စီစဉ်ပြီးတော့တည်ယူပို့ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်။ရွှေပြောင်းလာတဲ့သူတွေအတွက်လုံခြုံစိတ်ချရတဲ့ယာယီခေလုံကြီးစခန်းတွေကိုလည်းညရင်းချင်းအရေးပေါ်ဖွင့်လှစ်ပေးခဲ့ရတာပဲဖြစ်ပါရဲ့ရှင်။ဒါအပြင်အာနာပိုင်တွေကဒေသခံပြည်သူတွေကိုမလိုအပ်ပဲခီးသွွာလာခြင်းမပြုဖို့အိမ်ထဲမှာပဲလုံခြုံစွာနေထိုင်ဖို့နဲ့ရွှေပြောင်းရေးအမိန့်တွေကိုတိတိကျကျလိုက်နာဖို့အစသဖြင့်ထထလဲလဲမြတ်တာရက်ခံပြီးတော့သတိပေးချက်တွေကိုအဆက်မပြတ်ထုတ်ပြန်ခဲ့ပါရဲ့။ ဒီအရေးပါတဲ့ရွှေပြောင်းလုပ်ငန်းကြီးဟာဗဟိုအစိုးရရဲ့အမြင့်ဆုံးအဆင့်နဲ့ညွန်ကြားမှုကနေလာတာဖြစ်ပါတယ်။ VN နိုင်ငံရဲ့ဝန်ကြီးချုပ်ဖမ်မင်ချင်းကိုရိုင်းကနိုင်ငံပိုင် VN News VN သတင်းဌာနမှာဖော်ပြထားတဲ့အတိုင်းဒါနန်မျိုးကနေရောက်ဖက်အထိဂိုင်းရန်တျှောက်ပြည်နယ်နဲ့မျိုးကြီးပေါင်း22ခုကိုမုံတိုင်းအတွက်အမြင့်ဆုံးအဆင့်ချုပ်တင်ပြင်ဆင်မှုတွေလုပ်ဖို့ဓာတ်ရိုက်ညွန်ကြားခဲ့တယ်လို့သိရတာလည်းဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေဘလောက်ပဲကောင်းကောင်းတဘာဝ BNDA ရဲ့ဒဏ်ဝန်တော့တစုံတရာတော့ခံရတာပါပဲ။ဒီနေ့ကနေညနေပိုင်းကလေးကမုံတိုင်းရဲ့အပြင်စည်းကြောင့်ဂိုင်းရန်ဒီသားတွေမှာလေပြင်းတွေစတင်တိုက်ခတ်ပြီးတော့စိုးရွားတဲ့တရားမှုတွေရှိလာခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးရရှိထားတဲ့တရင်နေအရာ လူလေးဦးပြောင်းဆုံးနေရလို့အတည်ပြုထားပါတယ်။သုံးဦးက20ပြည်နယ်ကဖြစ်ပြီးတော့တအူးကတော့ဒန်နန်မျိုးကဖြစ်ပါတယ်။ သူတို့ကရာသီဥတုဆိုးရွားနေတဲ့အချိန်မှာအပြင်ထွက်သွားလာရင်ဒါမှမဟုတ်ပင်လယ်ထဲမှာငါးဖက်နေရင်အဆက်အသွယ်ပြတ်တောက်သွားတာမျိုးဖြစ်နိုင်ပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေကတော့သူတို့ကိုရှာဖွေဖို့စူးစမ်းနေကြသေးပါပဲ။လူတွေအပြင်အဆောက်အုံတွေနဲ့ပျက်စီးဆုံးရှုံးမှုကလည်းမနှဲပါဘူးအင်ဂျီပေါင်း86လုံးကတစိတ်တပိုင်းပျက်စီးတာဒါမှမဟုတ်အင်ခေါင်မိုးတွေလန်ထွက်သွားတာမျိုးတွေဖြစ်ခဲ့တယ်လို့ကနအူးသတင်းတွေအရသိရတာလည်းဖြစ်ပါတယ် လေပြင်းထိုက်တဲ့အခါမှာဆိုရင်တော့သွတ်ပြားမိုးတွေအပျော်စားတိဆောက်ထားတဲ့ဒါအိမ်တွေကအတိအကပြည့်မဲ့ဖြစ်သွားတတ်ပါတယ်ဒီအရေအတွက်ကကန်နဦးစီးရင်မဲ့ဖြစ်ပြီးတော့မုံတိုင်းဖြစ်သွားပြီးတဲ့နောက်မှာအသေးစိတ်စီးရင်ကောက်ယူတဲ့အခါအရေအတွက်ကဒီထက်ပိုပြီးတော့များလာနိုင်တဲ့အခြေအနေရှိတာပဲဖြစ်ပါတယ်စီပွားရေးနဲ့ခီးသွွားလုပ်ငန်းအပေါ်မှာတက်ရောက်မှုကိုကြည့်မယ်ဆိုရင်လေတိုက်ခိုက်မှုတွေထိခိုက်မှုတွေရှိခဲ့ပါတယ်ဒေသခံအာနာပိုင်တွေကဂန်းကြီးတစ်လျှောက်ကဟိုတယ်ရီစားသောက်ဆိုင်တွေနဲ့ တခြားသော ခီးသွွားလုပ်ငန်းတွေအထွက်ကိုဒါဘေကင်းလုံခြုံရေးအထွက်မဖြစ်မနေလှုပ်ဆောင်ရတဲ့အခြေအနေဖြစ်ပါတယ်။အဲဟိုတယ်ရီစားသောက်ဆိုင်တွေနဲ့တခြားသောခီးသွွားလုပ်ငန်းတွေအထွက်ယာယီပိတ်သိမ်းနေဆိုတာကဒီလိုမျိုးဘေကင်းလုံခြုံရေးအထွက်ဖြစ်ပါတယ်။လေကြောင်းခီးစင်တွေလည်းအကြီးအကျယ်ရပ်ဆိုင်ခဲ့ရပါတယ်။ဒါနန်ဖူဘိုင်ဒေါင်ဟွိုင်းနဲ့ထော့ရွှန်လေစိတ်တွေမှာဆိုရင်တော့လေရင်ခီးစင်52ခုကိုဖျက်သိမ်းခဲ့ရပြီးတော့နောက်ထပ်52ခုကတော့အချိန်ပြောင်းလဲပြီးတော့ပြန်တမ်းရမှာဖြစ်ပါတယ်။ လေဆိပ်လုပ်ငန်းတွေကိုတော့တနင်္လာနေ့ဒီကနေ့မှပြန်လည်စတင်နိုင်ဖို့မျှော်လင့်ထားကြပါတယ်။အခုကျွန်တော်တို့မိုးလေဝသပညာရှင်ရဲ့ခံမှန်းချက်ကိုနည်းနည်းလေးပြန်ပြီးတော့သုံးသပ်ကြရအောင်ပါ။ VNN အမျိုးသားရေးနဲ့မိုးလေဝသခံမှန်းရေးစင်တာရဲ့ပြောကြားချက်အရမုံတိုင်းအောင်ဆိုရင်တော့ဒီအတက်အချိန်နဲ့တိုက်ဆိုင်ပြီးတော့ဂုံးတွင်းပိုင်းကိုဝင်ရောက်လာနိုင်တယ်ဆိုပြီးတော့ကြိုတင်သတိပေးထားခဲ့ရလဲဖြစ်ပါတယ်။ဒါ NDA ကိုနှစ်ဆတိုးစီတဲ့အချက်ပါပဲ။ဘာကြောင့်လဲဆိုတော့ ပုံမှန်ဒီရေတနေတဲ့အချိန်မှာမုံတိုင်းကြောင်ဖြစ်တဲ့မုံတိုင်းဒီရေပါပေါင်းစည်းပြီးတော့သွားတဲ့အခါမှာပယ်လယ်မျက်နှာပြင်ကပုံမှန်ထက်အများကြီးမြင့်တက်လာနိုင်တာပဲဖြစ်ပါတယ်ဒီမြင့်တက်လာတဲ့ပယ်လယ်ရေကိုပေ30ကျော်မြင့်တဲ့လိုင်းလုံးကြီးတွေကကုန်းမြေပေါ်ကိုတွန်းတင်လိုက်တဲ့အခါမှာကန်းကြီးကပယ်လယ်ကားတစ်တိုင်းတွင်ဖြိုကျပျက်စီးပြီးတော့ကဘာပြိုတာမြင်နေပိုင်းကလူနေရွက်တွေရေလွှမ်းမိုးတာတွေဖြစ်ပွားနိုင်တာပဲဖြစ်ပါတယ် မုံတိုင်းရဲ့နောက်ဆက်တွဲအန်ရီကတော့မိုးရေချိန်ပဲဖြစ်ပါတယ်။ဘိုလ်လွိုင်းမုံတိုင်းက VNM မြောက်ပိုင်းနဲ့မြောက်ပိုင်းအလဲပိုင်းဒေသတွေအင်းနီချင်းလာအိုနိုင်ငံရဲ့တချို့နေရာတွေအပါအဝင်မှာမိုးသည်းထန်စွာရွာသွန်းစီမယ်လို့ခန့်မှန်းထားပါတယ်။အထူးသဖြင့်တန်ဟွာကနေပြီးတော့ဟန်တင်းပြည်နယ်ဈာမဆွဲတော့စုစုပေါင်းမိုးရေချိန်ကမီလီမီတာ200ကနေ400အထိရှိနိုင်ပြီးတော့တချို့နေရာတွေမှာတော့600မီလီမီတာထက်တောင်မှကျော်လွန်နိုင်တယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ် မိုးရေချိန်600မီလီမီတာဆိုတာရဲအနေငယ်အတွင်းမှာမိုးချမဲ့မိုးရွာချမဲ့မိုးဟာနှစ်ပေလောက်နေတည်မြင့်တက်နိုင်တဲ့အရေအတွက်ပမာဏဖြစ်တဲ့အတွက်ရူရီရဲ့ရေကြီးခြင်းနဲ့တောင်ပြိုမြေပြိုခြင်းအန်တီရီကလည်းအလွန်မြင့်မားနေပါတယ်။ဒါကြောင့်မို့ဝင်ကြီးချုပ်ကိုရိုင်းက တင်လယ်ထဲမှာချက်ရှိနေသေးတဲ့ငါးဖန်းသင်းမောတွေကို NDA စုံထဲကနေပြီးတော့အမြန်ဆုံးထွက်ခွာဖို့ဒါမှမဟုတ်ဘေးလွတ်ရာမှာခိုလုံဖို့အတွက်ကိုအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကတော့မုံတိုင်းဟာအကုန်းတွင်းပိုင်းကိုဝင်ရောက်လာတာနဲ့အမျှသူ့ရဲ့စွမ်းအင်ကိုထိမ့်သိမ်းထားနိုင်စေဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ မုံတိုင်းအမတ်30ဘိုအလွိုင်းလို့လည်းခေါ်တွင်တဲ့ဒီမုံတိုင်းကဆိုရင်တော့အာပြော့သွားမဲ့လက္ခဏာမရှိသေးဘူးလို့အမျိုးသားရှင်နဲ့မိုးလေဝသခမရင်စင်တာရဲ့ညွှန်ကြားရေးမှူးကပြောကြားခဲ့ပါတယ်။မုံတိုင်းမျက်စိနာကအပြင်းထန်ဆုံးလေတိုင်တုန်းကအဆင့်စနစ် level စနစ်ရှိပြီးတော့တစ်ခါတည်းရမှာအဆင့်15အထိကိုပြင်းထန်တဲ့လေပြင်းအားတွေတိုက်ခတ်နိုင်တယ်လို့ဆိုပါတယ်။ဒါဟာအလွန်အဖြတ်ဆွဲအပြင်းတဲ့အဆင့်ဖြစ်ပါတယ်။ ် JTWC ရဲ့ခံမှန်းချက်မှာတော့မုံတိုင်းဟာဂုံးမြင့်နဲ့ပေါ်တိုင်းမှုကြောင့်မို့7နှစ်ရဲ့အတွင်းမှာလေတိုင်တုံးကတနအီကို95ကီလိုမီတာဒါမှမဟုတ်90နော့အထိကိုအားပြော့သွားမယ်လို့ဆိုထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အားပြော့သွားတယ်ဆိုပေမဲ့လည်းဒီအချိန်က အပင်တွေကိုအမြစ်ကနေပြီးတော့ကျွတ်ထွက်စေနိုင်ပြီးအစာအုံတွေရဲ့ပြည့်စည်စေနိုင်လောက်တဲ့အထိကိုအင်အားရှိနေတော့မဲဖြစ်ပါတယ်။အခုနောက်ဆုံးရရှိထားတဲ့သတင်းအရဒီနေ့မနက်9:00နာရီမှာတော့မုံတိုင်းဟာကုန်းတွင်းမိုင်းကိုဝင်ရောက်သွားခဲ့ပြီးတော့ငယ် NP နဲ့ကနေဟာတင်ပြည်နယ်အတွင်းမှာပဟုပြုနေရလို့သိရတာဖြစ်ပါတယ်။အဲဒီအချိန်မှာသူ့ရဲ့ပြင်းအားအဆင့်8-9အထိကိုကျသွားပြီမဲ့လေပြင်းအားတွေကတော့အဆင့်7အထိကိုရှိနေတော့မဲဖြစ်ပါတယ်။ဆလိုတာကတော့မုံတိုင်းက ကုန်းတွင်းကိုရောက်ပြီမဲ့သူ့ရဲ့အရှိန်ကလုံးဝတည်မသွားတာပဲဖြစ်ပါတယ်ဆက်လက်ရွေးလျားပြီးတော့ မိုးတဲတဲ့စွာရသူစီုံမှာဖြစ်ပါရင်ဂျုံကုံသုံးသပ်မယ်ဆိုရင်တော့ဖိုးအလွိုင်းတိုင်ဖုန်းမုံတိုင်းက VNM မြောက်ပိုင်းအလဲပိုင်းဒေသတွေအတွက်ကိုစိုးရွားတဲ့သဘော BND ရဲ့တစ်ခုကိုတည်ဆောင်လာခဲ့တာအမှန်ပါပဲအစိုးရရဲ့ကြိုတင်ပြင်ဆင်မှုနဲ့အချိန်မီလူတွေရွှေ့ပြောင်းပေးနိုင်ခဲ့တဲ့အတွက်အသက်ဆုံးရှုံးမှုတွေကိုအများကြီးရှော့ချပေးနိုင်ခဲ့လို့ဆိုပေမဲ့ပျောက်ဆုံးနေသူတွေနဲ့ပျက်စီးသွားတဲ့အိုးအိမ်စည်းစိမ်တွေအတွက်တော့စိတ်မကောင်းဖြစ်ရပါတယ်ရှေ့ဆက်ပြီးတော့ကယ်ဆယ်ရေးအဖွဲ့တွေအတွက်အဓိကစိန်ခေါ်မှုကတော့ ပျောက်ဆုံးနေသူတွေကို အမြန်ဆုံးရှာဖွေဖို့ရှည်လွမ်းမိုးနေတဲ့ဒေသတွေကပြည်သူတွေကိုကူညီထောက်ပံ့ဖို့နဲ့ပြက်စီးသွားတဲ့အခြေခံအဆောက်အုံတွေလမ်းတံတားလျှက်စစ်ラインကိုအမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ပဲဖြစ်ပါတယ်။မုံတိုင်းဖြတ်ပြီးမှစီးပွားဖြစ်တဲ့ ဒါရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်တဲ့ရေမြေပြိုမှုတွေနဲ့ရေကြောင်းဖြစ်တဲ့ကူးစက်ယောဂါတွေကိုလည်းဆက်လက်ပြီးတော့သတိထားရအောင်ပါပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့လည်းဖိုးလွိုင်းမုံတိုင်းကြောင့်ထိခိုက်ခံစားခဲ့ရတဲ့ VNN ပြည်သူတွေနဲ့အတူတသားရေရှိနေကြောင်းဖော်ပြရင်းနဲ့မုံတိုင်းပြည်ကနေပြီးတော့အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီးတော့ထူထောင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။နောက်ဆုံးရသတင်းတွေကိုလည်းတင်ဆက်ပေးသွားအောင်ပါမို့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့ရတင်ဆက်မှုကိုရန်နာပေးပါစေ။ အဆုံးထိလိုက်ပါပြီးတော့ကြီးစုပေးတဲ့အတွက်လည်းပြည်သူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်